တခါတော့ရဆရာသရပေသူကိုလှည့်ပေးကြပါလေဆရာကြီးဆရာအနေနဲ့လည်းပဲဒီနေ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေဖြစ်ပျက်တွေကတော့အာရုပ်မာမှုရက်သက်မှုတွေကတော့ပြောလို့တောင်မှစိုးနိုင်ပွဲ မရှိပါဘူးသူတို့ဒါတွေဟာဒီနေ့ပြုလုပ်နေကြတဲ့ပြုလုပ်မှုတွေကြံစည်တဲ့ကြံစည်မှုတွေပြောစရတဲ့ပြောဆိုမှုတွေဟာအာရမတွေမြောက်နေတဲ့အနေအထားမျိုးတွေဖြစ်ပါတယ်။ဘာကြောင့်အာရမမြောက်တယ်လဲဆိုလို့ရှိရင်ဒီနေ့ပြည်သူတွေရဲ့ ခံစားရတဲ့တက်ရောက်မှုတွေကိုကြည့်ပြီးတော့မှဓမ္မအာရမဥဒ္ဓနုတွေခွဲခြားကြရတာဖြစ်ပါတယ်။ဒါကြောင့်အဲဆရာအနေနဲ့လည်းပဲဆရာတို့အဲခရိယန်ရဲ့ဓမ္မတွေနဲ့ပေါ့နော်။ဓမ္မကျမ်းစာတွေဓမ္မဓမ္မတိတွေရဲ့ကျမ်းစာတွေကိုအခြေခံပြီးတော့မှဓမ္မနဲ့တွေကိုရွေးထုတ်ပြီးတော့မှစစ်သေးစာစစ်ဘလူးတို့ရဲ့လောရတွေကိုဓမ္မအာရမခွဲခြားပေးဖို့ဆရာကိုလှည့်ပေးပါတယ်ဗျ။ဆရာမိုက်ဖွင့်ပါအောင်ဗျ။ ကျေးဇူးတင်ပါတယ်ဘုံဘုံအာဒီစီစဉ်လေးကိုပါဝင်ခွင့်ရတဲ့အတွက် IIP ကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့မိဖက်မီဒီယာများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီစီစဉ်ကို ရှုထောင့်ပေါင်းစုံကနေပြီးတော့မှ ကြည့်ရှုနေကြတဲ့သူတွေကိုလည်းဘယ်လိုပဲ ဟုတ်ကဲ့ဆရာမိုက်ပြန်ပိတ်သွားတယ်ဆရာရပါပြီကျေးဇူးတင်ပါတယ်လို့ပြောလို့ပါတယ်ဟုတ်ကဲ့ပါအာဆရာဘုရင်တိုင်းပြည်ကြီးကတော့တနေပြီးတနေတစ်ချိန်ပြီးတစ်ချိန်အကောင့်ဘက်ကမရောက်လာဘဲနဲ့စိုးတစ်ထက်စိုးစိုးတစ်ထက်စိုးစိုးတစ်ထက်စိုးအစိုးဘက်ကဘယ်ဥတည်ပြီးတော့မှသွားနေတာဟာကျွန်တော်တို့မြေပြင်မှာပကတိထင်ရှားတဲ့လက်တွေ့ အခြေအနေတွေပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာစကိုင်းငလင်ကြီးလှုပ်တယ်စကိုင်းတိုင်းမှာတော်တော်လေးအာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်တယ်မန္တလေးမြို့လူတွေသိချင်းနဲ့စစ်စစ်ဥစ္စာတွေပျက်စီးတယ်အဆောင်တွေပြိုပြက်တယ်လူမသိသူမသိနေရတယ်လည်းအများကြီးပဲအများကြီးပဲเนาะဆိုတော့အင်းလေးတွေထဲမှာအခုနှစ်ထိပ်ပေါ့လေဆိုတော့နေရာများများစွာမှာတဘာဝဘေးရန်တွေ ဒါကတော့သဘာဝပေးရနေဘာမှအပြစ်ပြောလို့မရဘူးပေါ့ဘသူ့အောင်မှလည်းအပြစ်တင်လို့မရပါဘူးသဘာဝပေးရနေရတော့သို့တော်များလေဒီသဘာဝပေးရနေရကိုအိမ်တိမ်မှာပေါ့ဗျာနော်ဥမာပြအိမ်တိမ်မှာအိမ်အောင်ဦးစီးရှိတယ်ဇနီးမောင်နှံပြီးရင်သာသမီတူတူမှမှဆွေမျိုးညာဒီအတိုင်းမှာအားလုံးရှိမယ်တချို့ဆိုဆွေဆွေမျိုးတွေထဲမှာဆွေမျိုးကောင်းဆောင်ဒါမျိုးတွေရှိတယ် ထေကြီးဝါကြီးတွေတက်ကြီးဝါကြီးတွေတဘာကြီးတွေဆိုတော့မိသားစုတစ်ခုမှာမိသားစုတွေဘေးအန္တရာယ်တစ်ခုကြာရောက်ပြီဆိုရင်တာဝန်ရှိတဲ့သူကခေါင်းဆောင်နေရာယူထားတဲ့သူပဲနော်ခေါင်းဆောင်နေရာယူထားတဲ့သူပဲအင်အားဦးစီးနေရာယူထားတဲ့သူပဲဆိုတော့သာသမီမြင်းမြင့်ဒူဒူမဆွေမျိုးညာတိအတိုင်းဝိုင်းအားလုံးကိုကယ်တင်ရမယ်မဆာရမယ်ထောက်ပံ့ရမယ်လူတွေအတဲ့ရောက်ဖြစ်စည်းပေးရမယ် နှစ်သိမ့်ရမယ်။စောက်ကကျွန်တော်ငလင်းကြီးကြီးလှုပ်သွားတယ်။နေရာဒေသတော်တော်များများမှာတချို့အိုးမဲအိမ်မဲတွေဖြစ်ကုန်တယ်။လမ်းပေါ်တွေမှာထွက်ရရတယ်။နေပြီးတော့လဲထိတာပဲအကြီးကျယ်။နော်။အချမ်းပြစစ်ကောင်စီရဲ့ထားဆိုင်အဆောက်အဦတွေလဲထိတာပဲအကြီးကျယ်။ဝန်ထမ်းဟင်ရတွေလဲထိတာပဲ။နော်။ဆိုတော့ဟုတ်ပြီဒါမှမဟုတ်ဘေးအန္တရာယ်ကြောင့်မလို့တော့လူတွေဒုက္ခရောက်ကုန်ပြီ။အိုးမဲအိမ်မဲတွေဖြစ်ကုန်တယ်။တချို့စီးပွားဖြစ်တယ်။ချိုးစားကြမရှိတော့ဘူး။ လူကထမင်းတော့မထမင်းတော့တုတ်လေးတွေတော့မှတန်းစီပြီးယူရတယ်လှူရတယ်ရေတန်ပူလေးတောင်တန်းစီလှူရတယ်လှူရတယ်ယူရတယ်ဟုတ်ပြီထားလိုက်တော့ဒါကတော့သဘာဝဘေးအဲ့ဒီသဘာဝဘေးကိုကဲတင်ဖို့ကုညီဖို့မဆာဖို့ပြုစုဖို့ကျွေးမွေးဖို့နှစ်သိမ့်ဖို့တောင်းဝင်ရှိတဲ့မိမိကိုမိမိအစိုးရပါလို့ခေါင်းဆက်တတ်ထားတဲ့နေရာယူထားတဲ့ဒီစက္ကစကဘာတွေများလုပ်ပေးတယ်လဲဒီနေ့ထိရော ဘာတွေလုပ်နေသလဲဘာတွေကိုဆက်လုပ်အောင်မယ်လို့ထင်သလဲစသဖြင့်နော်ကျွန်တော်တို့တွေးတဲ့အခါမှာအဲ့တော့ဘာမှတိတိရရမိမိရရဘာမှမလုပ်ပေးခဲ့ပါဘူးလုပ်လည်းလုပ်မနေပါဘူးလုပ်ပေးမဲ့စီစဉ်လည်းရှိဟန်မတူပါဘူးနိုင်ငံကကူညီတွေပိတ်ခေါ်တယ်အဲ့နိုင်ငံကကူညီတွေကအခုဘာမှလဲပြည်သူလူထုရဲ့လက်ထဲမှာဘာမှရောက်တယ်မရှိဘူးလေ ဒီနေ့ကျွန်တော်သတင်းလေးတစ်ပုဒ်တွေတဲ့အင်တာဗျူးလေးတစ်ခုလုပ်တာเนาะသတင်းဌာနလေးတစ်ခုอ่ะနေမှာသွားမိတာပေါ့ဆိုတော့ဒီ UI ရဲ့ဆက်ကဆက်ရဲ့ဆွေရရဲ့ကုညီထောက်ပံ့မှုဘာရဒီနေ့ဒီဘာမှမရသေးပါဘူးဗျာတဲ့ရိတ်ခါလည်းမရပါဘူးငွေချေးလည်းမရပါဘူးအကူအညီလည်းမရပါဘူးအထောက်ပံ့လည်းမရပါဘူးတဲ့ဒီနေ့ဒီဘာမှမရသေးပါဘူးတဲ့ရနေတာတွေကတော့နေ့စဉ်ဒုက္ခတွေပါပဲတဲ့ပြည်သူလူထုတွေကဒုက္ခတွေပဲရနေတယ် အခုငလင်တော့ပါတယ်ဆိုမှအိမ်ကိုရဲ့နေအိမ်လေးကိုငလင်တန်းရောက်သွားလို့ဟိုဖြုတ်ဖြတ်ဖို့ကို စတင်ရနော် ဖြုတ်ဖြတ်ဖို့စတင်ရအဲ့ဒီစတင်တဲ့ခမလေးရေစတင်လို့မရဘူးနော်ရေစတင်လို့မရအန်တာတေဘလက်ငွေထိုးရတဲ့အရာတွေ corruption နေတိုင်းပြည်မှာဒီအရာတွေအကြောင်းလို့ဒါောက်ထိဖြစ်သွားတာပဲဒီငလင်ကလည်းနော်ဆိုတော့ engineer ဌာနတွေကနေပြီးတော့အစိုးရတာဝန်ရှိတဲ့နော်ဒီဝင်ကြီးဌာနတွေကနေပြီးတော့သိချမစီစစ်ဘူး အဲ့တော့ငလင်တန်းခံနိုင်အောင်မလုပ်ထားဘူးပြိုကျပျက်စီးသွားဒီနေရာတွေကစာကြည့်ကြရကနေပြီးတော့မှအာဒီလိုမျိုးဖြစ်ခဲ့တာလက်စားတဲ့အတွက်ကြောင့်မလို့ဒီလိုဖြစ်ခဲ့တယ်အဲ့တော့အခုကဲအခုတပတ်တော်တွင်မှမိမိနေအိမ်ပြဝင်ကိုပါပြတလလပါပါနေဖြစ်အောင်ကားမယ်ကွယ်ရမယ်ဟောငလင်လှုပ်လို့မှအဆောက်အဦပြိုအိမ်ပြိုတချို့စားစရာတောင်မရှိစီးပွားပါပြတ်ပါတယ်ဆိုမှဟိုမှာဘီလက်မြေဆေးတွေရတယ်အကြီးကျယ်တယ်အဲ့တော့ ဒုက္ခရောက်ပြီးဟေးဆိုရင်ကျွန်တော်တိုင်းပြရတယ်ဒုက္ခပေါ်မှာနင်းပြီးတော့မှကုံစေးမမိတက်တာဟာလူတွေရဲ့ဒီအတွင်းသဘောထားเนาะအတွင်းစိတ်သဘောထားစိတ်နှလုံးကျွန်တော်ဒီကနိုင်ငံရေးဟိုနိုင်ငံရေးလည်းမပြောပါဘူးကျွန်တော်ဘာပြောလို့ဆိုတော့ကျွန်တော်တို့ခေါင်းစဉ်ကဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းဓမ္မအကြောင်းဘာသာတရားအကြောင်းပဲကျွန်တော်ဆွေးနွေးခြင်းတင်ပြခြင်းတာပါအဲ့ခါကျတော့ဒီလိုဖြစ်ဖြစ်ပြီးတော့မှတနေ့ပြီးတနေ့တနေ့ပြီးတနေ့ဆိုးလာတယ်เนาะငလျင်လောက်တော့တနေ့ပြီးတော့မှကျွန်တော်တို့ကြားတယ်လေ ဝင်နှန်းနေဝင်နှန်းအရာတွေပြိုတော့ဝင်နှန်းနေကအပြစ်မှာထွက်ရရတယ်အိမ်ထဲမှာသခိုးဝင်တယ်ပေါ်ပေါ်တင်တင်တပြပါဝင်တိုက်တယ်နေကင်းကြောင်တော့မှဆွဲတယ်ညပိုင်းမှာမှမမွေရဲအဆောက်အဦတွေအိမ်ထဲကိုဆွဲရှိတဲ့ပစ္စည်းတွေဆွဲသွားတယ်အခုနေကင်းကြောင်တော့ရွှေဆိုင်တွေကိုဓမြတိုက်တယ်နေကင်းကြောင်တော့ရံလိုမျိုးမှာတိုက်ခန်းတွေပေါ်မှာတက်ပြီးတော့မှဓမြတိုက်တယ်လူတက်တယ်အခုမုံရွာမှာပြီးခဲ့တဲ့နေ့ရက်၃ရက်ကကြားလိုက်တယ်လေသတင်း ကျောင်းသွားပို့တာနော်မိဒီတဲသားယောက်ျားလေးလာသားရွယ်လေးမူချိုသွားပို့တာကိုမိခင်စိုက်ကယ်ကိုတားပြီးအဲမိခင်နောက်ကနေဒီကလေးကိုဆွဲသွားပြီးတော့ပြန်ပေးဆွဲသွားတယ်။ကဲနေခင်းတောင်တောင်ကြီးနော်တ냐တိုက်နေတာလူနေတာရက်နေတာတတ်နေတာကအိုးနေရာတိုင်းမှာတရားလက်လွတ်အတ္တမတွေထွန်ကားနေလိုက်တာအတ္တမတွေလွှမ်းမိုးနေလိုက်တာအတ္တမတွေတိုးတက်နေလိုက်တာအာရဘွားတွေကြီးထွားနေလိုက်တာဘာဖြစ်လို့လဲဘာဖြစ်လို့လဲ ဆောဆောပြောတယ်ဒုက္ခရောက်ပါတယ်ငရေလှုပ်ပါတယ်ဆိုတော့ဘီလက်နေစည်းတွေက20 30 40 50တက်သွားတယ်အရင်ကနာကက်တော့ကလည်းဒီလိုပဲနော်မိတွေပြတ်ကုန်လဲအဲ့တော့ဖြောင်းနိုင်လေဒီမျက်စပီးကိုဖန်တီးမဲ့စီတွေလောက်စားစီတွေတက်ကုန်တယ်အမျိုးမျိုးတွေတိုင်းပြရဘာတွေထွန်းကားလာတယ်ဒုက္ခရောက်တဲ့အခါမှာခက်ခဲဖြစ်တဲ့အခါမှာအတ္တမတွေထွန်းကားလာတယ်နော်အခုကြည့် ငလင်လောက်တယ်ဆိုမှစစ်နဆရင်အချက်တဲကြောင့်လူစစ်ဖြစ်နေကြတယ်တဲ့တစ်ဖက်ကဒေါ်လာရင်းရာစုတွေတဲ့တစ်ချက်တစ်ဖက်ကစက်ကစနဲ့စစ်ကောင်စီနဲ့စစ်ဖြစ်နေကြတယ်အဲ့တော့ငလင်လောက်တဲ့အတွက်တဲ့ခိုးဘက်ကနော်ဒေါ်လာရင်းရာစုတွေကနေပြီးတော့မှအပြစ်ခက်ရဆရင်ကျင်ညာတယ်လူသားချင်းစာနာထောက်ထားရေးအခုအညီတွေပေးဖို့အတွက်အပြစ်ခက်ရပါမယ်ကျင်ညာတယ်အဲ့ဒါစောစောကနော်ရှေ့မှာဥစဉ်ဥတေသန္တမိန့်ခဲ့တယ်လို့ပဲ ရုတ်တရက်ကြမှာထထက်လန့်တယ်ပြီးတော့အဲသူတို့ကလည်းအပြစ်ခံရပါအဲအပြစ်ခံရပါတယ်ဆိုတဲ့နေ့ကနေစပြီးဘုံကျဲတာတော့ဟုတ်မှာတောင်ရမ်းမှာလာတာဘုံကျဲတာဒီ TNN နေအေးနေဟာဒေသမှာအဲနေရစပြီးတော့နောင်ချုံကလည်းကျဲတာအခုကလေးကလည်းကျဲလိုက်တယ်ဘုံကျဲလိုက်တယ်ဘုံဆော့ဆော့ရှေ့မှာဆရာစွန်းနေဦးတင်ပြသွားတဲ့အချက်လက်တည်တလတော့တော့မှအချိန်ရှာနေချီတင်ပြသွားတဲ့အချက်လက်တည်လူတွေရှာနေချီတိတ်တိတ်ချီလူအေးအိုးစီးစိန်နေရှာနေချီ ပျက်စီးပျောက်ဆုံးဆုံးရှုံးအဲ့တော့အခုပြီးခဲ့တဲ့နှစ်ရက်ပါဒီစကိုင်းတိုင်းရှုပ်ဖို့ခရိုင်တပည့်မြို့နယ်ဒီဂျွာလေးမှာဆိုဘုံကျဲကလေးသင်ငယ်တွေရဲ့ကြောင်းနော်ဒီမူလာတလောက်ရှိတဲ့ကလေးသင်ငယ်တွေရဲ့ကြောင်းကိုဘုံကျဲပြီးတော့မှတခါတည်းအချမ်းဖတ်မှုတပ်ဖြတ်မှုလုပ်တဲ့အခါမမြဲရဆရာမကြည့်ရဆရာမကြားရဆရာတစ်ခါလုံးသတင်းတွေပြန်ပြီးတော့မှ ဘာဖြစ်တာလဲအတ္တမတွေအတ္တမတွေကြီးထွားလာတာအတ္တမတွေထွန်ကားလာတာအတ္တမတွေလွန်မှုလာတာလူရဲ့စိတ်နှလုံးထဲမှာလည်းအတ္တမအမိုက်မှောင်ပဲလွန်မှုလာပြီတော့အဲ့တော့ဒီဘုံချဲတဲ့လေရင်မှုတွေဟာသူရဲ့အထဲထဲမှာစကိုချင်းစာနာစိတ်ဆိုတာမရှိတော့ဘူးဒါမရှိတော့အခုမတင်လို့လူတွေဒုက္ခရောက်တယ်ဝေရမြတယ် မြို့နယ်ရက်ွက်ကျေးရွာအသီးသီးမှာအုတ်ချုပ်ရင်မှုဆိုတဲ့ပုံကိုယ်ကြီးကအုတ်ကြီးလို့ခေါ်တဲ့အုတ်ချုပ်ရင်မှုဆိုတဲ့ပုံကိုယ်ကြီးကဂျားကနေဖြတ်စားလတ်စားလုပ်တယ်။ဝင်ရတဲ့အရာကိုတကယ်ဒုက္ခရောက်တဲ့လူတွေလက်ထဲကိုအပြည့်ဝမရောက်ဘူး။ဒုက္ခရောက်နေပါတယ်ဆိုမှနော်နူရဝဲဆွဲလဲရတထိုးတခိုးထောင်းဆိုတဲ့အတိုင်းပဲ။နော်ဒုက္ခရောက်နေပါတယ်ဆိုမှပုံပြီးဒုက္ခတွေထပ်ပြီးတော့မှပေးရ။ဘလို့ဖြစ်လို့ဒီစိတ်နှလုံးတွေကအဲ့လောက်ထိအောင် အဆင့်တန်းမမီတော့တာလေဒီကနည်းနည်းပြောရရင်တော့ရုပ်ညံ့ကုန်တော့တာလေအောက်တန်းကျကုန်တော့တာလေဘာဖြစ်လို့လဲအတ္တမတွေထုံကဘာကြောင့်အတ္တမထုံကကုန်တဲ့အခုတိုင်းပြည်ကြီးမှာနေရာဒေသတိုင်းမှာတရားလက်လွတ်လုပ်တဲ့နေကင်းချောင်းတောင်းဓမြတိုက်တာလူတက်တာလူတာရက်တာခိုးတာဝက်တာရိုက်တာနှက်တာလူရက်တာ 别没说啦！第二呢，他老里包包点点去，苗苗说鸡毛说鸭嘴木的，但是他鸡里有鸭嘴木料，啊，鸡脚鸡爪啦啦哈，巴掌来数银，单皮的阿达马乱毛多到讲不的，哎，阿达马贝格山乱毛来说，单皮的阿达马阿达马挺白来得穿安尼，阿达马阿达马挺来得穿呢，啥白的阿达马乱毛多来嘞？哎，我单皮嘛，心里没数。 တိုင်းပြည်မှာမင်းမရှိဘူးပြောလိုက်မယ်ဘာလို့ရှင်ပြင်းမင်းမရှိဘူးအုပ်ချုပ်တယ်ဆိုရမရှိဘူးတိုင်းပြည်မှာမြန်မာပြည်မှာဘာလို့မရှိဘူးပြောလဲဆိုရင်ဖြစ်ပေါ်လာတဲ့ပေါ်ထွက်လာတဲ့လောက်ရက်တွေဖြစ်ပေါ်လာတဲ့အခြေအနေတွေအားလုံးဒီမင်းမဲ့ဇယိုက်လက္ခဏာတွေဖြစ်တော့ကြောင်းမင်းမဲ့ဖြစ်နေပြီတိုင်းပြည်ကအဲ့တော့မင်းမဲ့ဇယိုက်တွေလုံနေတယ်မင်းမဲ့ဇယိုက်တွေပြောနေတယ်မင်းမဲ့ဇယိုက်တွေဆောင်ရွက်နေတယ်မင်းမဲ့ဇယိုက်တွေစီမံနေတယ်တလောတော့ကဆက်ဆုံးနေတဲ့စကားပြောပြတဲ့စကားဝိုင်းလေးတစ်ခုမှဆက်ဆုံးမှုကပြောတယ် အရင်တော့အားတဲ့ငါတို့စားမယ်နော်အေးငါတို့စီမံခန့်ခွဲပေးတာအကိုကြီးဒီစားအကိုကြီးဒီစားကိုကြအကိုကြီးဒီစားလို့ဝါပြီတဲ့ဝါဝါရုံနဲ့မကောင်သူတို့မှအာအာတော့ထွက်တော့မယ်ပြန်လူကလေဒီဒီဒီရအောင်စားပြစပိုးနေတယ်လို့ခေါ်ပြန်ထွက်တတ်တယ်နော်ပြန်တော့မယ်ဆိုတော့အဲ့ခါကျတော့ကဲညီလေးတကယ်မင်းတို့စားတော့မင်းတို့ကြမင်းတို့ယူကဂါမင်းနဲ့တော့ထက်လို့ဆိုအောက်ကလူတွေကလည်းတခါတည်းသူတို့ရဖို့အရေးကိုသူတို့ကျော်ကချမ်းသာဖို့ခက်ပြက်ကြီးမှတထေးဖြစ်တာအလုံးအမတန်ရှက်စရာကောင်းတယ်နော် အလုံးတအောင်တန်းကြတဲ့ရုပ်ညံ့တဲ့လောက်ရပဲဒီအရာကအဲ့တော့ဘာကြောင့်တိုင်းပြည်ဒီအရမတိုးတက်ကြီးထွားပြီးအရမတွေလွန်ပေါ်တယ်လဲဆိုရင်တိုင်းပြည်ကအတမအမောက်ဖုံးလွှမ်းသွားပြီးဘာကြောင့်ဆိုအုတ်ချုံတော့အဆိုးရမရှိမင်းမရှိတော့ကြောင့်ဖြစ်တယ်ရှုဆက်လက်ဒီကုန်းစံတိုင်းသွားရင်တိုင်းပြည်ကဒီလိုဖြစ်နေဦးမှာပဲ ။ဒါကြောင့်ကျွန်တော်တို့ကဒီဓမ္မကိုပြန်လဲထွန်းကားဖို့ဓမ္မသည်ပြန်လဲဖရမှုဖို့ဓမ္မတိုင်းလူတွေသည်ကျင့်လဲသွားလာဖို့ဓမ္မနဲ့အသက်ရှင်ဖို့ကိုချင်းစာတရားလေးနဲ့လူမတကယ်တော့လူရဲ့အခြေခံကိုချင်းစာတရားပဲဗျာကိုချင်းစာစိတ်ပဲလူရဲ့စိတ်တော့အဲ့ဒီကလေးမှမရှိဘူးဆိုတော့ပခုံးတစ်ဖက်ကြားခေါင်းပေါက်ပြီးတော့ခြေောက်နဲ့မတ်တက်ရပြီးရှောက်နေပြီပဲလူလို့မမြည်ဘူးလူလို့မခေါ်ထိုက်ဘူးဒီလိုလူတွေကအကြမ်းလို့ဓမ္မပြန်လဲထောင်းကားဖို့တဲ့ကြောင့်အခုတိုက်ပြီးမှဘာသာတရားလဲပြည့်စင်နေပြီလေ ကျွန်တော်ခရီးရမှာလဲခရီးရအသိချုပ်ကြီးတယ်ဂိုင်းချုပ်ကြီးတယ်နော်ပြီးတော့မှဒီ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  association နဲ့ convention နဲ့တကယ်ဒီ denomination နဲ့ leader တွေကအတော့ထွက်ဘူးအတော့ထွက်ဖို့မပြောဘူးအတော့မှဒီမှာမြင်နေသိနေတွေ့နေရတဲ့ဒီအတော့မှအတော့မှပါလို့မပြောဘူးတော်လည်းမပိုက်ခတ်ရမယ်လို့တော့ကျွန်တော်မပြောဘူးနော်အတ္တမဒါတော့မကောင်းတဲ့အရာဖြစ်တယ်စိုးသောမှုဖြစ်တယ်မတရားတဲ့အမှုဖြစ်တယ်အတ္တမအမှုဖြစ်တယ်လို့မပြောဘူးဒီလိုပါပဲ ဘာသာဘာသာဘာသာတွေကြည့်လိုက်ပါနော်တခြားတခြားဘာသာတွေမှာလည်းဗုဒ္ဓဘာသာမှာဆက်ရဟိန္ဒူမွတ်စလင်ကျွန်တော်ဖရိယာမှာဆက်ပြီးဘာသာဘာသာတွေကြည့်လိုက်ဒီတန်းပြည်တွေမှာရှိနေတဲ့အချို့အချို့သောအလုံးတော့ကျွန်တော်တင်ကြုံပြီးဘယ်လုံးရှိနေမှမရမ်းပါဘူးကျွန်တော်ခရိယာမှာလည်းပြောတဲ့ပုံကူတွေရှိပါတယ်ပြောတဲ့ reverend တွေပြောတဲ့အာဆရာကြီးတွေရှိပါတယ်နော်ဒါပေမဲ့အများစုကမပြောဘူးဒီလိုပါပဲတခြားဘာသာတွေမှာလည်းမပြောကြဘူး ဲ့တော့ဘာသာကိုဥဆောင်ပြီးတော့ဓမ္မကိုဥဆောင်ပြီးတော့ဓမ္မကိုတွင်တင်ညွန်ပြဓမ္မကိုမျှဝေရမယ်ခေါင်းဆောင်နေကိုနိုင်ကိုကမတရားမှုအတ္တမဆိုတာကိုမပြောတဲ့အခါမှာမတောင်းဆီးတဲ့အခါမှာမကကွယ်တဲ့အခါမှာတောင်းလာဘွားတော့ဝေးမကကွယ်တဲ့အခါမှာတိုင်းပြည်ဒီအတ္တမကတော်မှုသွားပြီးတော့ဒီနေ့အမောင်မိုက်တိုက်ထဲမှာပြည်သူလူထုဟာဒုက္ခတွေအဆုံးဆုံးဆုံးတိရောက်အောင်ခံစားနေကြရတာပဲ။ ဒါကြောင့်မလို့ဒီနေ့ကျောင်းနေကုန်းချုပ်အနေနဲ့ပြောချင်တာကတော့အတ္တမကိုအတ္တမပါလို့ပြောပါမတရားမှုကိုမတရားမှမှုပါလို့ဖော်ထုတ်ပါအတ္တမကိုတားဆီးပါမတရားမှုကိုတားဆီးပါအဲ့ဒီမတရားမှုကိုကိုယ်တိုင်လည်းမလုပ်ပါနဲ့လုပ်တဲ့သူတွေလည်းပြောပါဖော်ထုတ်ပါပြီးရင်အတ္တမချုပ်ငိမ့်သွားဖို့အတွက်ကဓမ္မလွှမ်းမိုးလာပါရမယ်ရှင်များရှင်နိုင်မိများမိနိုင်တယ်ဗျနော်အဲ့တော့ ဒီမီးတွေဒေါဘာမီးဒေါသမီးမောဟမီးဒီမီးတွေကိုငိမ့်ဖို့အတွက်ဒီဘက်ကဓမ္မရည်စင်ကများပြားမှသာလဲဓမ္မရည်စင်ရည်ထုကကြီးထွားလာမှသာလဲငိမ့်ကြမှာဖြစ်တဲ့အတွက်ပြည်သူလူထုတွေကကျွန်တော်တို့တွေအားလုံးဒီဓမ္မဘက်မှာယက်တည်ပြီးတော့မှအတ္တမကိုစီတာအတ္တမကိုကာကွယ်တပတ်မှာယက်တည်ဓမ္မအတွက်တိုက်ပွဲဝင်နေတဲ့ဓမ္မအတွက်တော်လှန်နေတဲ့ဓမ္မအတွက်ခုခံနေတဲ့ဒီ အင်အားစုတွေကိုကျွန်တော်တို့ကအားပေးကူညီထောက်ပံ့ပြီးတော့မှဓမ္မဘက်ကနေမမမမရက်တင်ရမှာဖြစ်တယ်ကိုကိုတိုင်းရအမောင်မပြုနဲ့အရမောင်ကိုလည်းပြောဖို့ထုတ်ပြီးရင်ဓမ္မဘက်ကိုလည်းရက်တင်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တမန်ချမ်းစာလေးကနေချမ်းစာလေးတစ်ပိုက်နဲ့ပြောပြီးတော့မှဒါလေးကိုဆုံးသက်ချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စံစာမှာဓမ္မဟောင်းချမ်းပိုင်းတုတ်တန်ချမ်းအခန်းကြီး29ကိုအခန်းငယ်နှစ်မှာဖြောင်းမှတ်သောသူတို့သည်အခွင့်ရသောအခါပြည်သူပြည်သားတို့သည်ဝမ်းမြောက်တတ်ကြ၏ မတရားသောသူတို့သည်အုပ်ဆိုးသောအခါမူကပြည်သူပြည်သားတို့သည်ဝမ်းနေတကြ၏ဖြောက်မှတ်သောသူဓမ္မသူပြောတာနော်တရားသဖြင့်ပြည်သောသူတရားဖြင့်စီရင်သောသူတရားဖြင့်အုပ်ချုပ်သောသူဓမ္မနဲ့အုပ်ချုပ်သောသူသည်တိုင်းပြည်မှာအခွင့်ရရင်အုပ်ချုပ်ခွင့်ရရင်ပြည်သူပြည်သားတွေကဝမ်းသာတယ်တဲ့ကြည့်ပါ2021မတိုင်ခင်ဟိုဘက်ငါနှစ်ကိုကျွန်တော်တိုင်းပြည်မှာနေရတာဘလို့လွတ်လပ်တယ်ဘလို့ပြောတယ်လူငယ်တွေရကျွန်တော်ရန်ကုန်မြို့ကြီးမှာဆိုည7:00နာရီတနားကြီးနောက်အမျိုးသမီးတယောက်နဲ့တော့သွားလို့ရတယ် တော်ရတဲ့အနေထားရှိတယ်တကယ်ရှိတယ်သွားနေကြတာပဲလာနေကြတာပဲနော်ဆိုတော့မြန်72နိုင်လောက်မှာ72နိုင်72ဝက်72နိုင်လောက်မှာလိုင်းကားတွေတိမ့်နေဆိုတော့ဟို72နိုင်ဝက်လောက်ကနေစပြီးတော့မှဂျာဟားလေးတွေရှိတယ်မနေ့ဆိုရင်6နိုင်လောက်ဆိုလိုင်းကားတွေစပြင်းနေသွားနေလာနောက်ကလျှောက်ရှားနေကြတာမနေ့3နိုင်ဈေးသွားကြိုတဲ့သူတွေရှိတယ်နော်အခုတော့သွားမလုပ်နဲ့အမလေးမလောက်ဘူးဖြစ်သွားမယ်မလောက်ဘူးဖြစ်သွားမယ်အဲ့တော့အဓမ္မလူတွေအုတ်ချုပ်တဲ့ခါမှာပြည်သူပြည်သားတွေဟာ ဝမ်းမြောက်ပြီတိုးတော်လေမတရားတော်သူမတရားတော်သူဆိုအတ္တမသူမတရားတော်သူတို့ဒီအုပ်ဆိုးတော်ခါမှုကပြည်သူပြည်သားတို့ဒီဝမ်းနဲ့တကြ၏အခုတိုင်းပြည်ဟာအတ္တမလူတွေမတရားတော်သူတွေကမတရားတော်အမှုနဲ့အုပ်ဆိုးနေတဲ့အတွက်အုပ်ချုပ်နေတဲ့အတွက်ပြည်သူပြည်သားအလုံးကဝမ်းနဲ့ယုံမျက်မကနေစဉ်လောကရမြတ်ဒုက္ခတွေကိုကြုံတွေ့ရင်ဆိုင်နေရတယ်ဒါတွေကအလုံးမတန်ဝမ်းနဲ့စရာပဲ ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အတ္တမကိုဖော်ထုတ်ပါအတ္တမကိုပြောဆိုပါအတ္တမကိုစိတ်ကြပါအတ္တမကိုတွန်းလှန်ပါမိမိကိုယ်တိုင်ဓမ္မဘက်မှာရက်တည်ပြီးဓမ္မအားဖြင့်လွှမ်းမိုးဖို့ပြုနေတဲ့သူများတို့ကိုအထူးဖြင့်တော်လိုင်းအင်အားစုများတို့ကိုကျွန်တော်တို့ကြာရအခမ်းကဏ္ဍကနေပြီးတော့တမိုင်းပေးတာဝန်နေနဲ့ကုညီပန့်ဖို့လျက်နိုင်ငံတော်ကိုဓမ္မနိုင်ငံဖြစ်ပြန်လဲထောင်းအောင်တိဆောက်ရအောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့စကားဝိုင်းနဲ့ဒီစကားလေးကိုအဆုံးသတ်ပါရခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဆရာကြီးခုလိုပြပြစုံစုံနဲ့ဒါဆရာတို့ရဲ့ခရိယံဓမ္မတမ္မာကျမ်းစာမဟောဓမ္မတိကျမ်းစာတွေကိုထောက်ရှုပြီးတော့မှဓမ္မအရမခွဲခြားပေးသွားတဲ့အတွက်ကျေးဇူးများစွာတင်ရှိပါတယ်။ဦးသိန်းတို့တတိဟာဓမ္မကိုဆောင်နေကြတဲ့ဓမ္မဝန်ဆောင်တွေဖြစ်ပါတယ်။ဓမ္မဆောင်တော်မူကြတဲ့သူတွေပဲဖြစ်ပါတယ်။မြတ်ဗုဒ္ဓက မြတ်ဗုဒ္ဓရဲ့တထာဂရဂုံမှာတထာဂရဂုံတော်မှာဘာပါလဲဆိုလို့ရှိရင်ယထာဝါဒီတထာကာရီဆိုတာပါပါတယ်ပြောတဲ့အတိုင်းကျင့်ဆောင်ရမယ်ကျင့်တဲ့အတိုင်းကိုပဲပြောရမယ်လို့ဒီလိုပါပါတယ်ဒါကြောင့်ဘုရားဘာသာရဲ့ဘာသာရေးတကက်အထွတ်ထိပ်အထွတ်မြတ်ခေါင်းဆောင်ဟာမြတ်ဗုဒ္ဓကိုဦးဇင်းတို့တူတူခြေဥတင်ကြရတာပဲဖြစ်ပါတယ် မြတ်ဗုဒ္ဓဒီဓမ္မအတိုင်းကျင့်တော်မူတယ်ဓမ္မအတိုင်းပဲမိတ်ဆိုတော်မူပါတယ်ဓမ္မအတိုင်းပဲတဲ့တဲ့မမလျှောက်တယ်ဓမ္မနဲ့ဆက်သောစကားကိုပဲပြောဆိုပါတယ်ဒီတိုင်းပဲယေရှုခရစ်ဘယ်လိုရည်တည်သွားခဲ့တယ်လဲဘောဟာမက်တခင်ဘောဟာမက်ဘယ်လိုရည်တည်သွားခဲ့တယ်လဲဒါတွေကိုဦးသိန်းတို့တွေဘုရားရဲ့တားတော်လို့တပည့်တော်ဝကလို့အမိခံခဲ့ရင်ဘုရားဘယ်လိုရည်တည်ခဲ့တယ်လဲ ခရိယန်ရဲ့တပည့်တော်ကလို့အမိခံခဲ့မယ်ဆိုလို့ရှိရင်ယေရှုခရစ်ဘလို့ယက်တည်ခဲ့တယ်အစ္စလမ်ဘာသာဝင်လို့အမိခံထားပြီဆိုလို့ရှိရင်မိုဟာမက်တမန်တော်ကြီးမာလူသားတမန်တော်ကြီးဘလို့ယက်တည်သွားခဲ့ကြတယ်ဒါတွေကိုဦးသိန်းတို့တွေထောက်ရှုကြအမှာပဲဖြစ်ပါတယ်ဘာသာတရားတိုင်းမှာစစ်မှန်တဲ့ဓမ္မတွေရှိကြပါတယ်အဲ့ဒီဘာသာတရားတွေကိုပဲ အယောင်ဆိုးပြီးတော့မိမိတို့ရဲ့အာနာတွေပါဝါတွေပြီးထောက်ကျင်ကြတဲ့အခါမှာဒီဘာသာတရားတွေကိုပဲဒီဘာသာရေးတွေကိုပဲအမျိုးမျိုးလှက်ပတ်ရန်တိုက်သွေးခွဲပြီးတော့ကိုယ်သွေးစုအမြတ်ထုတ်ဖို့ကြံစီခဲ့ကြတာဟာဒါကအာနာရှင်အဆက်ဆက်ပဲဖြစ်ပါတယ်ဒီအာနာရှင်တွေဟာမိမိတို့ကိုယ်တိုင်ကမကောင်းတာတွေလုပ်တယ်မကောင်းတာတွေပြောဆိုတယ်မကောင်းတာတွေကြံစီတယ်ဒီရဲ့မကောင်းမှုတွေရဲ့အပြုအပျော့အကြံစီတွေရဲ့ တက်ရောက်မှုတွေဟာတိုင်းပြည်ပြည်သားတွေမှာအပူမီးတွေလောင်ကျွမ်းကြရတာပါဒါကြောင့်အာရမမှုပြုတဲ့သူတွေကိုမြင်နေကြားတဲ့တန်ရဝင်နေဆိုလို့ရှိရင်ညဘုရားကသုံးပါရမယ်ပြဲ့ပြင်ရမယ်ဆိုပြီးတော့မှယဟန်တန်ဃာတွေကိုမှားကြားခဲ့တဲ့သင်္ကလောဝါဒတုတ်ထဲမှာမကောင်းမြတ်တာကောင်းရညွန့်လက်အတေဟောကျနာဘူးထပ်မှာနတ်ထန်တင်ရာမေတ္တာလည်းပြုယဟန်မှု6ခုလုံးနေကြဆိုပြီးတော့ယဟန်နေကျင့်ဖို့အတွက်ကျင့်ဖို့တွေဟောပြောခဲ့တယ် မကောင်းတာမြင်တားမြရမယ်ကောင်းတာကိုညွှန်ကြရမယ်မိမိကိုယ်တိုင်ကလည်းကောင်းမွန်အောင်ကျင့်သုံးရမယ်ဒီဓမ္မတွေကိုဆောင်ရမယ်ဒါကြောင့်လဲဓမ္မဝန်ဆောင်ယဟန်လို့ခေါ်ဆိုတာဖြစ်ပါတယ်ဆိုတော့မိမိကိုယ်တိုင်ကသုပရိပါဏဂုံနဲ့ပြည့်စုံအောင်နေကြရပါတယ်ဓမ္မနဲ့ညီကျင့်သုံးရပါတယ်ဓမ္မပေါ်မှာမမမမယက်တည်ရပါတယ်ဥစုဂုံနဲ့ပြည့်စုံအောင်နေကြရပါတယ်ငြိမ်းချအောင်ကျင့်ဆောင်ရပါတယ် ယုတ်သေးထိုက်အောင်ကျင့်ဆောင်ကြပါမယ်။ဒါမှသာလျှင်မကောမှုအကုသိုလ်တွေပြုလုပ်နေတဲ့သူတွေပေါ်ပေါက်လာတဲ့အခါမှာမိမိကစံပြဓမ္မအပေါ်မှာယက်တီဓမ္မနဲ့ကျင့်သုံးယုတ်သေးထိုက်အောင်နေငင်းညံ့အောင်ကြင့်ကြံပြီးတော့မှစံပြနေမှဒီဓမ္မကိုဦးသိန်းတို့တွေဖြန့်ဝေလို့ရမှာပါ။မကောတာလို့တဲ့သူကဒါမကောမှုနော်။မင်းဒါချောင်ကျင်ရမယ်။မလို့ရဘူးဒါမျိုးတားမြစ်လို့ရတာဖြစ်ပါတယ်အခုဦးဇင်းတို့နိုင်ငံမှာသောသောကဆရာတရာပေသူသူနေခဲ့တယ်လို့ ဘာသာတိုင်းမှာဘာသာရေးကောင်းဆောင်တွေမြောက်များစွာရှိတယ်။တွတ်တော်လည်းပဲဒီနေ့စစ်မေတ္တာစစ်ဘလုဖက်စစ်စစ်တပ်မရိန်တပ်ပြုတ်လုံနေတယ်ပြောဆိုနေတယ်ကြံသေးနေတဲ့အကြံစီတွေမကောင်းမှုတွေကိုဒါမြစ်တဲ့သူကအင်မတန်မှကြားပါလာတယ်။ဒါဓမ္မပြောက်ဆုံးခြင်းပါပဲ။ဘာသာတရားတွေကထုံနှုတ်ရမယ်၊ကျင့်ဆောင်ရမယ်၊စံပြကျင့်ရမယ်ဓမ္မတွေကိုမကျင့်တော့ဘဲနဲ့နှုတ်ဖြားကားတာလည်းဓမ္မဓမ္မပြောပြီးတော့မှအလုတ်ပါမလာတဲ့အရာတွေ။ အပြောနဲ့အလုံးနဲ့မညီတော့တဲ့အရာတွေဘုသူတို့ဗုဒ္ဓရဲ့အယူဆအတိုင်းဆိုလို့ရရထားဝါဒီတထာကာဒီမကြတဲ့အရာတွေနဲ့ဟန်ဆောင်လင်ညာမှုတွေနဲ့ဒီနေ့ဓမ္မမဟုတ်တဲ့အရာတွေကိုအရမတွေကိုဓမ္မလို့လင်ညာလှည့်ပြပြီးတော့မှမောင်းနေတဲ့အခါမှာဦးဇင်းတို့တွေဟာအရမတွေကပုံမူပုံမူထွန်းကားလာတယ်အရမပြုတဲ့သူတွေကိုမပဲ့ပြင်မထင်ကြောင်းတဲ့အခါမှာအရမတွေအင်အားကြီးလာတယ်ဒင်းအားကြီးမှုတွေရဲ့တက်ရောက်မှုတွေဟာတိုက်ပြီးအပူမီး ောက်လောင်လာတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့တန်သူပြည်သားတွေဘာကြောင့်ပူလောင်နေသလဲ။အပူကိုဖန်တီးတော်သူရှိလို့ပူလောင်တာဖြစ်ပါတယ်။ဒါဗုဒ္ဓရဲ့ကြောင်းကျိုးဆက်ဆက်မှုရဲ့လမ်းတယ်နဲ့ဥစဉ်ပြောနေတာ ဖြစ်ပါတယ်။ဒီအကျိုးဘာကြောင့်ဖြစ်တယ်လဲ။ဒီအကျောင်းကြောင့်ဖြစ်တယ်။ဟုတ်ပြီဒီနေ့တန်သူပြည်သားတွေပူလောင်နေတယ်ဘာကြောင့်လဲ။အပူကိုဖန်တီးတော်သူဆိုတဲ့အကျောင်းကြောင့်ဖြစ်တယ်။မင်းအောင်လိုင်းဥဆောင်နေတဲ့ဖက်စစ်စစ်တပ်မရင်းတပ်ရှိနေလို့ဖြစ်တယ်။ဒါကြောင့်ဒီဖက်စစ်တပ်မရင်းတပ်ကိုဦးသိန်းတို့တို့ဖြေရှားနိုင်မှာ ပူလောင်မှုတွေရုတ်လျော့ပြီးတော့မှငြင်းချမှုတွေရရှိမှာပဲဖြစ်ပါတယ်ဒီလိုပူလောင်မှုတွေကိုရုတ်လျော့အောင်ငြင်းချမှုရရှိအောင်စောင့်ကြည့်နိုင်သူဟာဓမ္မကိုချစ်မြတ်နိုးပြီးဓမ္မကိုစောင့်တော်မူပြီးတော့မှဓမ္မအပေါ်မှာမမမမယက်တီသောသူတွေအားကောင်းမှသာလျင်ဦးဇနုနိုင်ငံဟာအေးကျမ်းတဲ့နိုင်ငံတရားဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဘာသာတရားတိုင်းဘာသာတရားတိုင်းမှာစစ်မှန်တဲ့ဓမ္မအနှစ်သားတွေရှိကြပါတယ်ဒီဓမ္မအနှစ်သားတွေ ਨੇ အတူဦးဇနုတို့တွေ ဓမ္မကိုဝိုင်းဝန်းဝန်းကျင်ပြီးတော့မှဓမ္မအင်အားကိုထူတော်ညားရပါမယ်ဓမ္မအင်အားထူတော်နဲ့အခါမှာလည်းပဲဓမ္မကိုချစ်မြတ်နိုးသူအချင်းချင်းကုညီမှုရိုင်းပေးမှုညီညွတ်မှုကိုချင်းစာမှုမေတ္တာထားမှုတွေနဲ့တိုင်းဝိုင်းညားမှာပဲဖြစ်ပါတယ်ဓမ္မသာလင်ဓမ္မအင်အားတွေကြီးမားပြီးတော့မှဓမ္မအင်အားနဲ့အာရမကိုတွန်းလှန်နိုင်မှာဖြစ်ပါတယ်ဓမ္မအင်အားနဲ့အာရမကိုတွန်းလှန်တဲ့အခါမှာအာရမအင်အားတွေရိုးရိုး တိတ်သွန်းပျောက်ွယ်ပြီးတော့မှဓမ္မတွေလွှမ်းမိုးပြီးတော့မှတာယာလှပတဲ့ဓမ္မနိုင်ငံတော်ကိုဥဒိနုတ္တရေဝိုင်းဝန်းထူထောင်နိုင်ကြမှာပဲဖြစ်ပါတယ်ဒါကြောင့်ဥဒိနုတ္တရေဓမ္မနိုင်ငံတော်ကိုထူထောင်နိုင်ဖို့အတွက်အရမကိုပယ်ရှားတဲ့နေရာမှာမိမိတို့နိုင်ရုံကိုထန့်ကြာရတာဝန်ကိုယူပြီးတော့မှညီညီညွတ်ညွတ်နဲ့အရမကိုပယ်ရှားကြပါသို့လို့ပြောကြရင်းနဲ့ဒီသကဝိုင်းကိုနေကုန်ကပသွန်တာပါတယ်